အီရန်နိုင်ငံသား၏ဝင်ကြီးနှင့်ကိုယ်စားလှယ်ဖွဲ့အိန္ဒိယနိုင်ငံသို့ရောက်ရှိနေပြီးအိန္ဒိယပြည်ပရေးရာဝင်ကြီးနှင့်နှစ်နိုင်ငံဆွေးနွေးပွဲများစတင်ဆောင်ရွက်လျက်ရှိပါသည်။အချမ်းဘက်တိုက်ခိုက်မှုများကြောင့်အိန္ဒိယပါကစ္စတန်နှစ်နိုင်ငံဆက်ဆံရေးတင်းမာမှု အခြေအနေများဖြစ်ပွားခဲ့ပြီးနောက်ပိုင်းမှာအီရန်နိုင်ငံသား၏ဝင်ကြီးနှင့်ကိုယ်စားလှယ်ဖွဲ့ဟာ ပါကစ္စတန်နိုင်ငံကိုသို့အလင်းသွားရောက်ခဲ့ပြီး ပါကစ္စတန်နိုင်ငံမှတဆင့်အိန္ဒိယနိုင်ငံသို့ရောက်ရှိလာခြင်းဖြစ်ပါတယ်။မေလ9ရက်နေ့နနက်အစောပိုင်းကအိန္ဒိယနိုင်ငံဟာပါကစ္စတန်နိုင်ငံအတွင်းမှရှိတဲ့အကြမ်းဖက်သမားများခိုအောင်ရနေရာများသို့စတင်တိုက်ခိုက်ခဲ့ပြီးနောက်ပိုင်းမှာအီရန်နိုင်ငံသား၏ဝင်ကြီးနှင့်ကိုယ်စားလှယ်အဖွဲ့အိန္ဒိယနိုင်ငံသို့ဆက်လက်လာရောက်ခဲ့ခြင်းဖြစ်ပြီးအဆိုပါကိစ္စရပ်နှင့်ဆက်လျင်းပြီးဆွေးနွေးမှုများလှုပ်ဆောင်လျက်ရှိပါသည် အီရန်နိုင်ငံသား၏ဝင်ကြီးဥဆောင်တဲ့ကိုယ်စားလှယ်အဖွဲ့ဟာအိန္ဒိယပါကစ္စတန်နှစ်နိုင်ငံ တင်းမာမှုများရောပါစေရေးအတွက်ဂျာဝင်ဆွေးနွေးညှိနှိုင်းပေးမဲ့သဘောတဘောဝါများတွေ့ရှိနေရပါတယ်။အဓိကကြတဲ့အကြောင်းအရာများနဲ့အိန္ဒိယပိုင်နဲ့နယ်မြေများတွင်သို့အကြမ်းဖက်သမားများဝင်ရောက်တိုက်ခိုက် နေမှုများရပ်တန့်ရေးနှင့်အကြမ်းဖက်သမားများခိုးလုံရာဒေသများတင်နန်းပေးရာဒေသများ နောက်ွယ်မှထောက်ခံအားပေးနေသူများကိစ္စရပ်များကိုပြည့်ပြတ်အောင်ရှင်းလင်းနိုင်မှသာဆက်ဆံရေးကောင်းမွန်လာနိုင်ပြီးနှစ်နိုင်ငံပဋိပက္ခများပြည်လည်ပွဲ ရှိပါတယ်။အိန္ဒိယနိုင်ငံပြည်ပဆက်ဆံရေးဝန်ကြီးဖြစ်သူဦးဆောင်ပြီးအိန္ဒိယနိုင်ငံရဲ့အခြေအနေရရ Operation Sentinel စနောစစ်စင်ရေးကိစ္စရပ်များကို ရှင်းလင်းတင်ပြလျက်ရှိပြီးနှစ်နိုင်ငံ ်ပူပေါင်းဆောင်ရွက်မှုများမှတဆင့်တောင်အာရှဒေသအတွင်းတင်းမာမှုများလျော်ပါရေးကိုဆောင်ရွက်နိုင်ပွဲ ရှိပါကြောင်းလေ့လာတင်ဆက်အပ်ပါတယ်။